မတ်လ၁၀ရက်နေ့အတွက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိထီလာခရိုင်ဝမ်းတွင်းမြို့နယ်မှာမတ်လ၃ရက်နေ့ကနေမနေ့ကအထိတပတ်အတွင်းလူငယ်40ကျော်စစ်မှုထမ်းဖို့ဖမ်းဆီးခံရပြီးအဖမ်းခံရတဲ့သူတွေထဲအမျိုးသမီးငယ်တွေလည်းပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။လူငယ်တွေကိုစစ်မှုထမ်းဖို့ဆိုပြီးစစ်ကောင်စီတပ်နဲ့ကျေးရွာအုပ်ချုပ်ရေးမှုတွေကလမ်းမပေါ်ရအပြင်နေအိမ်တွေထဲအထိပါဝင်ရောက်ဖမ်းဆီးတာဖြစ်ကြောင်း Voice of One တွင်အဖွဲ့ကပြောပါရရှင်။ ရန်ကုန်မြို့တောင်မွေမြို့နယ်မြစ်တာညွန်ရပ်ကွက်ဝနသိန်ကီလန်ကတိုက်ခန်းတခန်းမှာဒီနေ့နေ့ကပိုင်းကအမျိုးသမီးတအူးကိုကျိုးတုပ်ထားနဲ့ထိုးပြီးအမှုကျန်းစီမှုဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာအင်ရှင်မျိုးသမီးကအသက်အန္တရာယ်ဆိုရင်ဆရာမရှိတော့ပေမဲ့အမှုကျန်းစီသူတွေကတော့လွတ်မြောက်နေစေလို့သိရပါတယ်။ကျူးလွန်မှုမှာလူဦးရေဘလောက်ပါဝင်တယ်ဆိုတာကိုလည်းမသိရသေးပါဘူးရှင်။ကချင်ပြည်နယ်ဗမော်မြို့နယ်ကအမှန်၂၁စစ်စင်ရေးကုကဲမှုဌာနချုပ်ကို အပိသက်သိမ်းပိုင်နိုင်ရေးအတွက် KRA ပူးပေါင်းတပ်ကထိုးစစ်ဆင်နေပြီး မနေ့ကတိုက်ပွဲတွင် စစ်ကောင်စီတပ်ရဲ့ drone 9စီးကိုပစ်ချနိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရှင်းမြစ်ကပြောပါရရှင်။မြန်မာနိုင်ငံကိုခွင့်ပြုချက်မရှိဘဲတွားရောက်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ကြီးစံခွန်နှစ်ခုယူဆောင်လာမှုတွေကြောင်း Belgium နိုင်ငံသားသတင်းတောက်တဦးဟာအိန္ဒိယအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။ Belgium နိုင်ငံသား Simon Clement ကအလွတ်တန်းတပ်ပုံသတင်းတောက်တဦးဖြစ်ပြီးမတ်လ5ရက်ကအိန္ဒိယနိုင်ငံမီဆိုရန်ပြည်နယ်ရဲ့မြို့တော် အိုက်ဇောမှာရှိတဲ့လမ်းပူ E လေးစိတ်မှာအဖမ်းခံရတာဖြစ်ပါရဲ့ရှင်။